အားလုံးမင်္ဂလာပါ UK မှာ Stay ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါတယ် Champion ပြေးတက်တီအားလုံးမင်္ဂလာပါဒါ Brazil Club Flamengo ကတော့နောက်ထပ် Brazilian Club အသင်းရဲ့ Club World Cup Record အတိုင်းပေါ့လေဒီပြိုင်ပွဲမှာတောင်အမေရိကအသင်းတွေတော်တော်များများဆက်တိုက်ခြေစွမ်းပြတဲ့အထူးဖြင့် Brazil Club တီဟာတောက်လျှောက်ကိုခြေစွမ်းပြရင်းနဲ့ပဲမနေ့ကဆိုရင် Paris Saint-Germain ကိုဒါ Vodafone ကနိုင်သွားတယ် ဆိုတော့အခုဘရာဇီးမားချိုချာလွန်နဲ့နောက်ထပ်ကလပ်ဖြစ်တဲ့ဖလာမင်ဂိုကဒါရင်ချယ်ဆီနဲ့အက်တလက်ကူမက်ထရစ်ကစားမဟာဖီလီပီလူးဝစ်ကိုင်းတွေ့နေပြီးတော့ဒါအန်ဇိုမာရက်စကာရဲ့အသင်းကို နောက်ကလိုက်ကစားခဲ့ပြီးအနိုင်ရသွားတယ်တော့ဒီပွဲမှာချယ်ဆီကနီကလက်ချယ်ဆီမထုတ်ခင်မှာဖလာမင်ဂိုကနှစ်ဂိုးသက်တိုက်သွင်းသွားခဲ့ပြီး2-1ဖြစ်သွားတယ်အဓိကကဖီလီပီလူးဝစ်ရဲ့လူစားလေးမှန်ကန်မှုတွေဟာတကယ်ကိုစပေါ့အောင်ဖြစ်ပြီးတော့ ချက်စီအသင်ကဥဆောင်ကိုတွင်းထပါရဲ့နဲ့ဒါစက်တိုက်ပီကိုတွေနဲ့အတူနောက်ဆုံးမှာ၃ကိုတကိုနဲ့ရှုံးသွားတယ်ဆိုတော့ဒီအုပ်စုမှာချက်စီကနောက်ဆင်းကတေချာပေါက်တက်မှာပဲနောက်ဆုံးဘွဲကသူတို့အတွက်ပြဿနာမရှိဘူးဒါပေမဲ့အုပ်စုပထမရဖို့လိုအပ်တာပေါ့လေ။ဘာကြောင့်လဲဆိုတော့ချက်စီကဒီအုပ်စုမှာအုပ်စုပထမမဖြစ်မနေလိုအပ်တယ် အောက်စုစီမာဟိုဘက်ကဘိုင်မြူနီကတေချာပေါက်ပထမရမှာဖြစ်လို့ချက်စီတာဒုတိယရရင်သူတို့ရှုံးထွက်မှာတပြိုင်နဲ့တန်းတွေ့သွားဖို့ရှိတယ်။ဒါကြောင့်ဒီနှစ်သိန်းရဲ့ပွဲကအရေးပါတယ်။ဒါဖလာမင်ဂိုအသင်းမှာတော့တကယ့်ကိုကျွန်တော်တို့ဝါရင်ကစားမားတွေအများကြီးပါတယ်။ချက်စီကတော့အခုဒီနေ့ပွဲမှာရောဘတ်ဆန်ချက်မာကခရယ်လာလီဗိုင်ကိုဝဲနဲ့ ဒီတစ်ဖက်က Trevor Chalupa ပါဝင်ဥပမာ Lucas Stro ကစားတယ်။နောက်ကွင်းလယ်က Moises Caicedo ကို Reece Chain နဲ့တွဲပြီးတော့မှ Antonio Fernandez ကကိုပါမာရဲ့ netto ရဲ့ Liam Delay ရဲ့ဆိုတော့နီးပြကဘာလုပ်လဲဆိုတော့ Anzu ကို30ရိုးမှထားပြီးတော့ကိုပါမာကိုညာပို့ James နဲ့ Caicedo အတွဲတွဲတယ်။တိုက်စစ်ကတော့ Delay နဲ့ပွဲထွက်ခဲ့တယ်။ဟိုဘက်က Flamengo က ဒါဘယ်လိုပြောမလဲဒါကွန်ဂျာလိုဖလာတာဆိုတဲ့ကစားမကိုအထောင်ထားပြီးတော့မှဂါဆန်ရဲ့ဂျိုဂျီညိုရဲ့အာဟူရဲ့နောက်တစ်ဖက်ကဒီအပြောင်းလဲတွေပေါ့လေခန်စစ်ပါဆိုရင်လည်းဒန်နီလိုပါခဲ့ပြီးတော့ဒါသူတို့အသင်းကတော်တော်ကိုတကယ်ကို competitive ဖြစ်အောင်ကစားနိုင်တယ်ပထမပိုင်းမှာတော့ဒါထုံးစံတိုင်းပေါ့လေချက်စီကဒါဘယ်လိုပြောမလဲဥဆောင်ကိုလည်းတွင်းနေတွင်းနေလုံကတော့ဖတ် ဖတ်တူနက်တိုပဲသူကတကယ်ကိုဒီပြိုင်ပွဲမှာတော်တော်လေးကောင်းတယ်အခုဒီဘက်နောက်ပိုင်းဒါချယ်ဆီရဲ့အတက်ကင်းပိုင်းမှာခိုးဖာမာရုံးကန်နေနောက်မှာအမြဲတမ်းဖတ်တူနက်တိုဟာတခုခုလုံးပြနိုင်တဲ့ quality ကစားမဖြစ်ပြီးတော့ဒီကစားမပဲအဓိကစွမ်းဆောင်ထားတာဆိုတော့73မိနစ်မှာချယ်ဆီတွက်နက်တိုကဥဆောင်ကိုတွင်းခဲ့တယ်ဆိုတော့ပထမပိုင်းက1-0နဲ့ AC ပေါ့လေဒါပေမဲ့ဒုတိယပိုင်းရောက်တဲ့အချိန်ထိချယ်ဆီကတိုက်ပြီးတော့ဖလာမင်ကိုကအဲ့လောက်ထိ ဟိုဘယ်လိုပြောမလဲစပြီးတော့ threat လောက်လာတဲ့ချိန်ပေါ့အထူးသဖြင့် Mark Cucurella ဘက်အချမ်းကိုဒါ Flamengo ကတောက်လျှောက်တိုက်ဆက်အဲ့ဘက်က Wesley ရောနောက်လူစားဝင်လာတဲ့ကစားမားတွေတောက်လျှောက်တိုက်ဆက်နေတယ်အထူးသဖြင့်နီးပြလဲလိုက်တဲ့တဲ့ကဒါ Bruno Pinto ရဲ့နောက်အဲ့ဘက်ချမ်းကဒီနောက်လူစားဝင်လာတဲ့ကစားမားတွေတဲ့ကဒီဒီအားလုံးဟာလောဝါကိုပန်ကန်တဲ့ဒီရှင်အဲ့ညာဘက်ချမ်းကတောက်လျှောက်ပေါက် လုံးပြီးတလုံးတလုံးပြီးတလုံးတလုံးပြီးတလုံးတကယ်ဆိုကူကရီလာကတကယ်ကိုကောင်းတယ်စားပါပဲဒါပေမဲ့လုံးဝကိုမထိန်နိုင်ပဲねဇက်တိုက်ဇက်တိုက်ဇက်တိုက်ပဲချေပါကိုးတွေပေးဖို့ဖြစ်သွားပြီးတော့ဒါချက်စီအတင်းကကိုးတွေဇက်တိုက်ပေးရတယ်ဒါပေးလိုက်တဲ့ကိုးကတော့62မိနစ်မှာဖင်တူကဒါချေပါကိုးတွင်းသွားတယ်ချက်စီတွက်စပြီးပေးပြီးတော့မှာ3မိနစ်ကြာမှာတောက်ကံပိုးကပဲဒီအိုက်ဖင်တူကပဲဘရူနိုဖင်တူရဲ့ ထောက်ကံဘောကနေဒန်နီလိုကပိတ်သွင်းပြီးတော့ကိုကထောက်ကံဘောပို့လိုက်တယ်အဲ့ပီတိုကခေါင်းတိုက်ချပေးတယ်ပြန်ထွက်လာတဲ့အလုံးမှာသူတွင်းသွားတယ်ဟိုပထမတစ်လုံးကတော့ထားပါတော့ဒါမလိုပြောမလဲဇက်တိုက်ပဲနှစ်ခုပေးရတယ်အဲ့ပေးပြီးတဲ့မတိုင်ခင်လေးမှာချက်စီကနစ်ကလစ်ဂျက်ဆင်ဝင်တယ်ဘီယန်ဒီလက်ကလည်းမနိုင်ပြောတော့ဒီနေ့တိုက်စစ်ဥစားဝင်မဲ့သူတော်တော်လေး struggle ဖြစ်တယ်ရေတင်ကတော်တော်လေး9အောက်ကိုရောက်ပြီးတော့မှ ဂျက်ဆင်ဝင်လာတယ်ဂျက်ဆင်ကသူဝင်လာပြီးတဲ့အချိန်မှာဘာမှကိုထိထိရောက်ရောက်မလုပ်ပါသေးဘူးတကယ်ကိုဖောင်းမှာထိကြမ်းကြမ်းတန်းတန်းနဲ့ပဲခြောက်ကြီးကပြားလုံးဝကိုဘာကြီးနဲ့အပေါ်ကနေဝင်လိုက်တဲ့အတွက်ကြောင့်ကွင်းလိုက်တယ်ကြီးကတခါတည်း straight red ပြားတယ်ဆိုတော့2-1 down ဖြစ်ပြီးတော့ချက်ချင်းပဲတယောက်ထုတ်ခိုင်းတဲ့အချိန်မှာဂျက်ဆင်ကလုံးဝကို ဟန်ဒမ်လုံနိုင်ပဲနဲ့နောက်ဆုံးတတိယကိုပေးရတတိယကိုကလည်းကာဆိုတာလီဗိုက်ကိုဝဲနဲ့ဟိုကစားမရနဲ့ရှုပ်ရှက်ခတ်ပြီးတော့ဟိုကောက်ရှီကိုရောက်သွားတယ်။အဲ့မှာလူစားဝင်လာတဲ့ဒါဘယ်လိုပြောမလဲ။ဒါဝင်းယန်ဆိုတဲ့ကစားမကဒီယန်ဆိုတဲ့ကစားမကကန်သွင်းပြီးတော့နောက်ဆုံးမှာ3-1နဲ့ဒါဖလမင်ကိုကချယ်ဆီကိုနိုင်သွားတယ်။ဆိုတော့ဟိုတနေ့တော့ကဗိုတာဖိုကိုနိုင်တဲ့ပါရစ်စင်ဂျာမင်းကယူရိုပီယံချန်ပီယံအဲ့ဒါကိုကိုပါလီပါတီတိုချန်ပီယံကနိုင်ပြီးတော့ဒီနေ့မှလည်း နောက်ထပ် European Champion Conference Champion Chelsea ကို Flamengo ကနိုင်သွားတယ်ဆိုတော့ Chelsea ဒီပွဲရှုံးတဲ့အတွက်ဒါသူတို့ဒါဒုတိယကြားမှာဒုတိယပဲရမှာပေါ့လေဒါဘာလို့ဆိုအုပ်စုတွင်ရဲ့အခြေအနေက Chelsea ဒုတိယပဲရမှာဖြစ်တဲ့အတွက်ကြောင့်အခုလက်ရှိမှာ Bayern Munich အသင်းနဲ့ရင်ဆိုင်ရဖို့ရှိပြီးတော့ Flamengo ကတော့အုပ်စုပထမရဖို့တည်ကြတော့ရှိတော့ပါလေအားလုံးချင်းကြပါလေ